မိမာဒစ်ကိုတွားလိုက်တာတလားကြပြန်လဲပြန်အောင်တက်ပြီးကိုဘက်ကတန်းဖမ်းတာဦးစင်းရောက်နောက်တနေ့လင်းအောင်လုံးပိတ်ဦးစကတ်ကိုလွတ်သွားကိုဘက်ကိုဘက်ဆိုတော့အကိုကြောင်းရောက်တော့ဘူးလေတရာစိတ်ရှိတော့ဘုနာလူရွှေလုတ်တဲ့နေရာမှာအသုံးချတယ်ပစ္စည်းလူတို့အကိယာဆရာကြီးပေါင်းဦးစင်းကြောင်းချက် အားလူရတယ်တနေ့တနေ့ကားပေါ်ဒါမှမဟုတ်အစီးဒီ၄၅ချောက်လာနေအဲကိုဘေးတတိယလမ်းကနလို့ပေါ့နိုင်ငံရေးအပြောင်းလဲဖြစ်တဲ့အချိန်မှာရပ်ချရောတတိယရတဲ့စည်ရင်ကန်ကဘလူငွေကြီးရဘလူဖြူနာပဲဒီနေ့ဖရားကြောင်းကန်တော့ဆိုတာတခြားလားလှူရနဲ့ဒီဆောက်ပါလူနဲ့ဒီလိုဆိုတော့ဘာမှမမြင်အောင်တော့ဘုရားကုံတော်တရားကုံတော်တန်ခါကုံတော်နဲ့ရတယ်ဟုတ်တယ်မကိုယ်တိုင်ကိုယ်ပင်နေတာ တက်တာမတက်တာအမြဲမေးပြီးနေတာအနာလို့တက်တာတယ်ပဲပြောပြောတကယ်ပြောလို့ကိုနိုင်ဆိုရင်လာဆရာသမားတို့ဒါဥစဉ်ရဲ့ဒီရင်းကြီးအဲ့လိုအကျိုးအကြောင်းရှိတယ်ဆိုတာအကြောင်းမဲ့တော့ဘယ်ဟုတ်လို့ဟုတ်တယ်နော်ဒါကြောင့်ဥစဉ်နေလည်းတော့ရေရှည်စီတန်းမို့ဆိုရင်ဥစဉ်တို့ကအမြဲတမ်းသတိပညာဥစည်းရကိုကိုရင်းနဲ့တည်တဲ့တမာရီထိန်သိမ်းရဘုရားပုံလေးပြဘိုးတော်ပုံလေးပြနေမပြီးဘူး ဟုတ်တယ်မလားတက္ကရောရဲ့စုခဲ့တဲ့အတိတ်တွေဒီနေ့ပွင့်ပြီဘယ်ဆေးစရာမှမဆေးမကူဘူးဘယ်ပညာမှန်းသွန်းတင်တာမဟုတ်ဘူးဒါမကိုတိတာလေးနဲ့စကြောလေးပြပါသေးဒူးလေးတက်တာပါသေးဟုတ်တလားဒီမိုင်းနာမည်ဘလို့ဟမ်အဲ့တော်ကြီးဝင်းဖို့မျက်နှာကြီးနဲ့ကြည့်ကြတော့တပြည့်တော့ပြောရနာဆိုဘလို့တော့ခံစားကြရပါဘူး စေသာစေယုံပေါင်းကြောင်းရောက်သွားတဲ့ရောက်ခဲ့ပြီဖြစ်ပါတယ်။နောက်ဆုံးကတော့ကျွန်တော်တို့ရွှေကိုနိုင်စေယုံပေါင်း SSC စေယုံမှာအယူကျော်ဆရာဝန်ကြီးနဲ့တော့ပြတော့တက်မှန်ရိုင်းအထရာဆောင်ရိုက်ပြီးတော့ခြေတော်နှစ်ဖက်စလုံးကိုဆေးထုတ်ပေးခဲ့တာ။ခြေတော်နှစ်ဖက်လုံးဆေးထုတ်ပြီးတဲ့အချိန်မှာတော့တလောက်လောက်တော့အဆင်ပြေစွာ ိုက်ခဲနာကျင်မှုရှိပဲတဲ့ငုံကပြောက်ကင်းသလိုမျိုးဖြစ်ခဲ့ပါတယ်။သို့ပါတော့လဲတလပြည်ပြီးတဲ့နောက်မှာတော့ပင်ကိုမူလအတိုင်းနာမည်နာပါတယ်။ကျွန်တော်ခြေောက်နာတာကပုံမှန်မဟုတ်တော့ဖြစ်အောင်နာပါတယ်။မနေ့အိယာထောက်ကိုနာယူဝက်လောက်ခြေောက်လေးကျန်လောက်ပါပဲ။ပြီးမှခြေပြောလေးထောက်ပြီးတော့အကင်တွေတစ်ခုခုကိုကန်ပြီးတော့ဖြည်းဖြည်းချင်းသမားမိညလောက်တွေးပူအောင်လျှောက်ခဲ့ရတယ်။ အဲ့ဒီအချိန်မှာတရားဟိတဆရာဦးနေလောင်ရဲ့စေကူတာမှုပို့ဆွေးတွေ့တော့ကျွန်တော်ချက်ချင်းမကူသေးပါဘူးဒါမဖြစ်နိုင်ဘူးနော်နောက်တိုင်းသိတဲ့ပညာရှင်လေးစမ်းသပ်မှုနဲ့အရာလဲမကိုက်ညီဘူးဆရာဝန်ကြီးရဲ့စေကူတာမှုနဲ့လည်းမကိုက်ညီဘူးရှင်းလေးနဲ့စေကူတဲ့ဆိုတော့လည်းအပြောင်းနိုင်ဘူးဒါကျွန်တော်ရဲ့အယူသီးမှုတစ်ခုပေါ့အဲ့ဒါနဲ့ကျွန်တော်၄လပါချက်ချင်းမကူသေးပါဘူး ဒါပေမဲ့လို့ဆရာကိုဥပရိယုတ်ကိုကျွန်တော်ဖတ်ကျွန်တော်အဲဥပရိယုတ်ဖတ်တဲ့ပညာအနည်းငယ်တက်ဆရာကကြီးလင်းတောက်တာပြီးတော့မိသူ့ကိုမဆိုလူရင်းလူစိမ့်မခွဲကြဆရာရှိအရာတွေမခွဲကြဆင်းရဲချမ်းသာမခွဲကြလူ900 600အဲ့တော့ခုနေတော့လေခုလာတဲ့ပြည်တိုင်းကြီးမြင်တဲ့အတိုင်းတစ်ချက်မှမြင်တာမဟုတ်ဘူးအဲ့တော့ဆရာကိုတွေ့လိုက်ရတယ်လည်းကိုပဲ ယောဂကတဝက်သက်သာသွားတယ်လို့ခံစားရတယ်အဲ့ဒါနဲ့ပဲဘုံဘောဒါမေတ္တာတွေကြောင်ပြန်ဟတဲ့သဘောဖြစ်မယ်။စေနာတွေကျိုးပေးတာဖြစ်မယ်ဆိုပြီးစိတ်မကူတဲ့ဥပ္ပါကျွန်တော်ဆရာကိုအရင်ပြူတာဆရာဘယ်လိုပြူတာရောဘာကြောင့်ပြောက်တာရောဆိုတော့ဆရာကခုနကဆရာဆရာတို့လျှောက်ထားခဲ့တဲ့အတိုင်းပြိုက်တဲ့လုပ်ငန်းစဉ်လေးကိုကြောပြတော့အဲ့ဦးဆရာကောင်းတာ ရက်ွက်ထဲကအိမ်နေတဲ့အိမ်သားရေပြည့်နေရဆရာဦးလေးလေးအောင်ခေါ်လိုက်ပါကျွန်တော်အိမ်သားရေတော့ဆုတ်ပြီဒါကအဆအဲ့တော့သွေးလူတာအဆုံးပေါ့ဒီမှာလဲပရဟိတတကယ်လို့နေတော့အောက်ဆီဂျင်စစ်ကြီးပရဟိတတို့ကနိုင်ကူညီမှုကားတွေလာတူးနေတယ်အများကြီးပြတ်သွားစရာအဲ့တော့ကျွန်တော်သုံးတက်လိုက်တာကစေးရအာနိသင်ကလည်းဒါတဏီပေါ့ခုနဆရာတော်မိတ်တယ်လို့ အကြောင်းအားလျော်စွာအကျိုးတွေဖြစ်ပေါ်လာတာတကယ်ကြတော့ဆရာတော်ရဲ့ဟိုဟာဆရာရဲ့စေနာမြစ်တာကရောင်ပြန်ဟပ်သွားတယ်လို့ကျွန်တော်သုံးသပ်ပါတယ်နောက်ခုတွေလူတွေကျွန်တော်ပါဝင်ပျောက်ကင်းတာသူတွေရဲ့ပို့တာတဲ့မြစ်တာဆရာရဲ့ဆင့်ကူးရတဲ့နေရာမှာကြီးကြီးလိုက်ပါဒီမှာဝိညာဉ်ရှင်တွေအလုံးတည်ထားမှာဆရာပြီးပြောင်းမလို့ဘူးဗျရင်ထဲမှာလှည့်ပြီးတော့မေတ္တာတက်ကိုပို့လွတ်ပြီးတော့ကုတဲ့သဘောပါဒါလေးကိုသတိထားကြည့်ရင် ကျွန်တော်တို့ဆေးလောက်ကူးတဲ့သူတွေရဲ့ဥဒါရဲ့မေတ္တာဆရာရဲ့မေတ္တာတွေဟာတန်တရားရောင်ပြန်လက်ပြီးတော့ဆေးအာနိသင်အကျိုးဖြစ်ထွန်းတယ်လို့ယူဆပါကြောင်းကျွန်တော်ရဲ့အတွေ့အကြုံကိုပြန်ပြရင်းနဲ့အခုဒီမှာတိုင်းရင်းဆေးဆရာကြီးကလည်းဆရာဦးနေလောင်နဲ့ပရိဒခုတဲ့အပေါ်မှာလာရောက်ပြီးတော့ဝေနာရှင်တွေကိုဆေးကုသမှုပေးနေတယ်ဆိုတာလေးကိုကျွန်တော်ဒီမှာအင်အားပြုကြည့်ပါမယ်နော် ဆရာနာမလေးနဲ့ဆရာရဲ့တိုင်းရှင်းသမားတော်ကြီးအကြောင်းဆရာရဲ့ဆရာနိုင်ပင်အမှတ်ကလေးဆရာပါစေတွေထုတ်ပေါ်လာတော့ဒါလေးကိုဆရာအနေငယ်ပြောကြားပေးပါခင်ဗျာ။အကြသနံပါတ်က3လင်းနဲ့6ခုပါ။ဆိုင်တဆနံတို့က၃ညလေးနှစ်လေးခု၃ညလေးနှစ်လေးခုမှာစေဝါထုတ်ဖို့ကနံပါတ်က၅၅ခုပါ၅၅ခုပါ တရားအခုထုတ်လို့နေရာစီးကျူပေးကျူကြာကျင်းထုတ်လို့ဒီတော်ရီကိုခုခုပြေးနေပါတယ်စီးကျူစီးသူ့ဒီကထုတ်ပါရဲ့စီးကျူနေရာမှာတက်တဲ့ပြည်ဒီအထူးသည်ပဲတောက်တုံးပြည်ချမ်းသာဝင်ရပါတယ်ဒါလည်းဝိရိယချက်ကိုယ်ခံစားမှုပြုရခြင်းဖြစ်ပါတယ်ရပါတယ်ဟုတ်ရှာဒီမှာ ခမဲ့ရှင်ကဆရာဦးသလေးအောင်နဲ့ဦးတွဲပြီးတော့စေကုပေးနေရတဲ့အကြောင်းအရာလေးနဲ့ဆရာရဲ့စေနာจิตာလေးနဲ့အရာလေးပြောပြပေးပါပါဆရာဆရာဦးမေလေးအောင်နဲ့ညီကိုတို့တို့တော့တောင်းဆိုနေရှိတယ်တင်းတဲ့သားကြီးလည်းဖြစ်တယ်သူ့လုပ်ငန်းကိုလည်းငါဝန်ဝန်ကြည့်မယ်သူ့မှာတာသမရှိတယ်ငါတို့တာသရှိတဲ့ဆရာကြီးကူပေါင်းခြင်းဖြစ်သူ့လုပ်ငန်းမှာလည်းအနောက်ဆက်မရှိဘူးဆိုတဲ့အတွင်းနဲ့ပေါင်းရကူတံပိုးနေခြင်းလည်းဖြစ်ပါတယ်ညီကိုလိုက်တဲ့ပြားကြလုပ်ငန်းကို နှစ်သက်ဝါဒနာပါပါတယ်။ဆရာတို့ဆေးကောင်းကိုဆေးလောက်ကုမယ်ဆိုရင်ဘုကင်ဘယ်လိုယူရမလဲဒီနေ့ဘယ်လောက်လောက်ကုပေးပါလဲဆရာ။ဘုကင်ကတည့်ရကျူကြီးယူရပါတယ်။ခုနာ400လောက်ကိုဆရာတို့ဆေးရလက်ခံပါတယ်။ဘယ်လိုယောဂါမျိုးတွေကိုအဓိကပူတာပေးပါလဲဆရာ။ဆရာတို့ဆရာကြီးကတော့ရှိတို့ပြုတို့ထူထောင်ပြုပါတယ်ဆရာဦးနေလေးအောင်အကျိုးအကျော်အယူပေါ့ထုံးနေကြခဲ့နာတွေ ်ထူးသာပြီးဥဒ္ဒပြောဆရာဖြေချပေးတတ်တဲ့ကျေးဇူးတင်ပါတယ်ဆရာကိုစိတ်နဲ့တရားဆမ်းမှချမ်းသာကြပါစေချုပ်ချင်းလေးတွေဒီဘက်ရှင်လေးတွေနဲ့ကုသိုလ်တွေဘုရားနေနာပြုရပါတယ်အားပေးကြပါတော့ဒီမှာရှင်းလာခုတဲ့အထဲမှာဘုလိုတယောက်တော့ကျေးဇူးပြုပါမယ်နော်ခိုင်နိုင်တကယ်ကြီးခိုင်နိုင် ခေါ်ခေါ်လိုက်ဒီကိုခေါ်ပြီးတော့မင်းလိုက်ကိုကိုကျင်းသွားတယ်ဆရာသွားလိုက်တော့လာဒီကမိုက်နဲ့တာဒါဒီနောက်လာတိုင်းပြောပြပါအောင်ကဲပါဠိနာမည်လေးနဲ့မာယောဂာနဲ့ဘယ်လိုတောက်ကြည့်လဲလက်ရှိကြောက်ကွမှုအခြေအနေလေးဆရာတော်နဲ့အများပြည်သူများသိအောင်ပြောပြပေးတော့ဟုတ်ကဲ့ဒီမှာနာမည်ကတော်တန်းတန်းပါရှင်မာဆရာဆရာဟိုဟာလေးဟိုဟာနိုင်မှာမှဒီမှာဆရာတော်ဖြစ်တာဟုတ်ကဲ့ ပြီးတော့ဒီမှဒီကိုဆရာဘူးရနေတယ်ဆရာအသက်ထွက်အဲ့ဒါတွေကိုဆရာဒီမှပူတာဒီမှကြွက်တက်တယ်မနဲ့မိုးနေအခုဆရာဒီမှပူပြီးမှကြွက်လည်းမတက်တော့ဘူးအကုန်လုံးဆက်ဆက်ရတာတောက်ပြင်းမှာအဲ့ဒါကိုဒီမှဒီကိုလာပြီးတော့ပရန်တာလည်းလုပ်ပေးပါမယ်ဟွာဆရာဝမ်းမှုပြီးတော့လေကူညီပေးပါမယ်ဟုတ်ကဲ့အဲ့ဒီမှာရှိလာခုတဲ့သူတွေရောနောက်နောက်ခုကျင်တဲ့သူတွေရောမကြီးရဲ့ ဒုက္ခပြောင်းလဲမှုအပေါ်မှာစေနာမေတ္တာထားပြီးတော့ဝိမာသာလေးပြောပြပါဦး။ဟောကျွန်မတို့ပဲသိတာကုတဲ့လူတွေအများကုန်ပြက်ကင်းကိုပြက်ကင်းဖို့လာခဲ့တာလို့ဆရာသိကြတယ်။ကျွန်မကျေးဇူးပါတယ်လို့ဟုတ်ကဲ့ဟုတ်ကဲ့အခုလိုပြင်ကြပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ရှင်။